လက်နက်စက်ရုံတွေလုံခြုံရေးအတွက်ညောင်ခြေတောက်မှာစစ်တပ်ခန့်စစ်ပြေးနေလိုက်ကာကွယ်ရေးပစ္စည်းစက်ရုံကပတ်စရရှိတဲ့ရခိုင်မဲခူးအဆက်ပထောင်မြို့နယ်ညောင်ကျိုးရွာမှာစစ်တပ်နဲ့ရခိုင်တပ်တော် AA တို့တိုက်ပွဲပြင်းထန်နေတာတလနီးပါရှိလာပါပြီ new line new line စစ်တပ်ကလည်းပထောင်မြို့ရဲ့အထိ အေးအေးဝင်မလာနိုင်အောင်ညောင်ကျိုးနဲ့တဆက်သေးရှိတဲ့ညောင်ချီတော့ရွာမှာလူရင်အားလက်နဲ့အင်အားတွေဖြည့်တင်းနေပါတယ်။ New Line New Line ဘနောက်မျိုးအနီးမှာပဲစစ်တပ်ကနေရင်ကွင်းတစ်ခုလှုပ်ဝက်ဆောက်ပြီးနေချောင်းပစ်ကူတာစစ်တပ်လေကြီးတွေနဲ့ကင်းထောက်တာတွေခက်စိတ်စိတ်လုပ်ပြီးခုခံနေရတဲ့အထိတိုက်ပွဲပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ New Line New Line ညောင်ကျိုးဟာမြန်မာစစ်တပ်ရဲ့ကပ္ပဆစစ်ရုံတွေလုံခြုံရေးအတွက် အလွန်အရေးပါပြီးညောင်ကျိုးမကြအောင်အခိုင်အမာခံစစ်ပြနေတာဖြစ်ပါတယ်။ New ိုင်းတိုက်ပွဲဖြစ်နေတဲ့ညောင်ကျိုးရွာဟာရိုးမကြားခံပြီးဘကူးနဲ့ရခိုင်ကိုဆက်သွယ်ထားတဲ့အဓိကလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။ဒါ့အပြင်ညောင်ကျိုးရွာရှိတဲ့ပနောင်းမြို့ထဲမှာတင်ကပ္ပစစက်ယုံငားယုံရှိပါတယ်။ New Line New Line အဲ့ဒီစက်ယုံတွေကိုညောင်ခြေတော့ဆင်တဲ့ကမြိုင်ကြောက်ဖူးနဲ့ထုံးဖို့စတဲ့ရွာတွေမှာအခြေစိုက်ထားတာဖြစ်ပါတယ်။ New Line New Line ညောင်ကျိုးရွာအရှိတ်မှာညောင်ခြေတော့ရွာရှိပြီးညောင်ခြေတော့ရွာအနီးမှာစစ်တပ်ရဲ့ကပ္ပစ6စက်ယုံရှိပါတယ်။ New Line New Line ကပ္ပစ6အနည်းမှာကပ္ပစ3စက်ယုံရှိပြီးအဲ့ဒီစက်ယုံမှာပခုံးပြစ်လောင်ချဘရဖီ၃ဘုံသီးတွေမော်တာဘုံသီးအပြင်လေတက်မှာအသုံးပြုတဲ့လေရင်တင်ဘုံတွေလည်းထုတ်လုပ်ပါတယ် new line new line ညောင်ခြေထောက်နဲ့ကက်လျက်ကအိုးရှစ်ပင်မြို့ထဲမှာတော့ရန်တွေအ धिक ထုတ်တဲ့ကပ္ပစ9စက်ယုံနဲ့အစစ်ထုတ်ပြီးရန်ကြက်တာတွေလုတ်တဲ့ကပ္ပစ16စက်ယုံလည်းရှိနေပါတယ် new line new line ဦးရှိပင်လန်းဆောင်ကနေခွဲစင်းတဲ့ပသိမ်မုံရွာလမ်းပိုင်းကကြောက်ဖူးကျေးရွာမှာတော့ ကပ္ပစာ9တည်ရှိပြီးကြည်စံအဓိက ထုတ်တဲ့စက်ယုံဖြစ်ပါတယ်အဲ့ဒီမှာ9.56မမမမီလီမီတာ9.6နဲ့မမ9မမကြည်စံတွေ ထုတ်လုပ်ပါတယ်တောင်ကုတ်ပတောင်းလန်းနဲ့ပသိမ်မုံရွာလမ်းမဆောင်ရဦးရှိပင်လန်းဆောင်ကနေအပေါ်ဘက်ဆက်တက်မယ်ဆိုရင်မကွေးတိုင်းငဖဲမြို့အထိလမ်းပေါက်တာကြောင့်မကွေးကစည်ရေးခွင်နဲ့ဆက်ဆက်နေတဲ့အနေအထားလေးဖြစ်ပါတယ် new line ညောင်ကျိုးရွာနဲ့ဆက်လေးမိုင်ဝင်းကျင်ကွာဝေးတဲ့ညောင်ချေတော့ရွာမှာစစ်တပ်ကခန်းစစ်အခိုင်အမာပြင်နေတယ်လို့ မြေပြင်သတင်းရေးမြစ်တချို့က BBC ကိုပြောပါတယ် New Line New Line ဒေတာကုတ်ကဲမှုဌာနချုပ်ပြည်ကဒုတာကဆမှုကိုယ်တိုင်ခန့်စစ်ပြင်းတဲ့နေရာတွေကိုလိုက်ကြီးကျက်နေတယ်လို့တကစပြည်ကသတင်းရင်းမြစ်ကပြောပါတယ် New Line New Line တမ89လက်အောက်ခံတက်တချို့နဲ့စစ်မှုထမ်းတင်နန်းဆင်းလာတဲ့တသားအစ်စ်တွေကိုညောင်ချေတော့ရွာပို့ပြီးအင်အားတိုးချဲ့ထားလို့ညောင်ချိုးတိုက်ပွဲကိုလည်းစစ်ကူပို့တယ်လို့သတင်းရင်းမြစ်တအူးကပြောပါတယ် New Line New Line ညောင်ကျိုးတိုက်ပွဲစကတဲ့ကစစ်တပ်ကစစ်ကူတွေပို့တယ်ညောင်ကျိုးကြသွားရင်လဲကပ္ပစစက်ယုံတွေကိုအေအေထိုးစစ်မလာအောင်ညောင်ခြေတောက်မှာဟန်တားထားတဲ့သဘောလို့ဆိုပါတယ် new line new line ပကူးတာယာဝရီခရိုင်တဲကမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတော့ညောင်ကျိုးစခန်းတိုက်ပွဲကနေစစ်ကောင်စီတပ်သားတအူးလက်နက်ချခဲ့တယ်လို့မလတတိယအပတ်မှာထုတ်ပြန်ထားပါတယ် new line new line ဲ့ဒီတက်သားဟာစစ်မှုထမ်းပတ်စဉ်6တင်နန်းစင်းဖြစ်တယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ် new line new line ဗထောင်းမြို့နယ်အရှိချမ်းအေယာဝရီမြစ်တစ်ဖက်ကန်းကရွှေတောင်မြို့နယ်တဲကုန်းမြို့ကြားမှာလဲစစ်တပ်ကပြိုဝက်လေရင်ကွင်းတစ်ခု ဆောက်လုပ်ထားတယ်လို့ BBC သတင်းရင်းမြစ်ကပြောပါတယ် new line new line လေရင်တက်အစင်းလုံးနေတာ၃ပတ်လောက်ရှိပြီလို့သူကဆိုပါတယ် new line new line ရွှေတောင်မြို့ကဗထောင်းမြို့နယ်ဆယ်ရှစ်မိုင်ဝန်းကျင်သာကွာဝေးပါတယ် new line new line ိုက်ပွဲပြင်းထန်နေတဲ့ညောင်ကျိုးဘက်ကိုလေချောင်းပစ်ကူတာအပြင်အေအေကညောင်ကျိုးကိုရသွားခဲ့ရင်ညောင်ခြေတော့ဥရှိပင်အထိတိုက်ပွဲတွေဆက်ဆင်းလာနိုင်တာကြောင့်စစ်ရေးခွင်ကျေလာတဲ့အခါစစ်ကူနဲ့လက်နက်ခဲယံရိခါတွေဖြည့်လို့လွယ်အောင်လှုပ်ဝက်ဆောက်လုပ်ထားတဲ့ကွင်းလို့သူကရှင်းပြပါဗါးလမ်းပိုင်းကိုအပိုင်းလိုက်ထိန်းချုပ်တဲ့အခြေအနေရောက်သွားရင်မြေပြင်ကနေစစ်ကူနဲ့ရိခါထောက်ပို့ဖို့ကမဖြစ်နိုင်ဘူးလို့သူကထုတ်ပြောထားပါတယ်။နူလိုက်။ညောင်ကျိုးကကာကင်းစခန်းတွေကိုအေးအေးသိမ်းပိုက်ပြီးတဲ့နောက် ညောင်ကျိုးနဲ့ညောင်ခြေထောက်ကြားလမ်းပိုင်းမှာစစ်တပ်နဲ့အေအေတို့တိုက်ပွဲတွေ ပြင်းထန်နေစေလို့မြေပြင်အခြေအနေသိသူတွေက ပြောပါတယ်။ New Line New Line မက်လာဒုတိယအပတ်ထဲမှာပဲညောင်ကျိုးရွာအနီးကကာကင်းစခန်းတွေကိုအေအေကတိမ့်ပိုက်ထားပြီးလို့ အေအေးရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုခကပြောပါတယ် new line new line တောင်ကုတ်ပတောင်ရိုးမလန်းပိုင်းကစစ်တပ်စခန်းတွေကို2024နှစ်ကုန်ပိုင်းကတည်းကအေအေးကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်2025မတ်လအထိလေးလံနီးပါးအတွင်အဲ့ဒီရိုးမလန်းပိုင်းကတောင်ပုံကြီးစခန်းပကံကွဲစခန်းမိုးထီတောင်စခန်းနဲ့နှစ်တောင်တာဝါစခန်းကုန်းတွေကိုအေအေးကတင်ထားနိုင်ပါတယ် new line new line အနောက်မြို့နယ်ကစည်ရဲခြေနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီကတော့မလတတိယအပတ်ထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး new line new line ဒါပေမဲ့ညောင်ကျိုးရွာကို AA ကအပိတက်ထိန်းချုပ်နိုင်တဲ့သဘောတော့မဟုတ်သေးဘူးလို့စည်ရဲသတင်းရင်းမြစ်က BBC ကိုပြောပါတယ် new line new line မန်းနစ်ဆက်တရက်အထိညောင်ကျိုးညောင်ခြေထောက်ကြားကအရက်ခေါ်ဆင်လန်လေးလန်ဆိုတဲ့ကုန်းတဝိုက်မှာနှစ်ဖက်တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့မြေပြင်ခြေနေတည်သူတအူးကဆိုပါတယ် new line new line တိုက်ပွဲအတွင်းညောင်ခြေတောက်မှာရှိတဲ့စစ်တပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဆိုပြီးစစ်တပ်လေထီးတွေနဲ့လည်းဘုံးတွေကျဲချနေတယ်လို့သူကပြောထားပါတယ် new line new line တနေကုန်ပြစ်နေတာဒီနေ့ညနေပိုင်းထိပဲလို့သူကမတ်27ရက်ကပြောပါတယ် new line new line AA ကလည်းကပ္ပစဆက်ယုံတွေရှိတဲ့ညောင်ချေတော့ရွာအထိကတ်လာနိုင်ဖို့အတွက်တောင်ကုတ်ပတောင်ယိုမလန်းပိုင်းတစ်လျှောက်ကစစ်တပ်ကကင်းစခန်းတွေကိုစစ်ကြောင်းခွဲပြီးထိုးစစ်ဆင်နေတဲ့အခြေအနေလို့စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ် new line new line တစ်ချက်ခုတ်3-4ချက်လောက်ပြတ်အောင်လမ်းပိုင်းကနေရာတွေကိုခွဲတိုက်တယ်လို့သူကဆိုပါတယ် new line new line အေးအေးဟာညောင်ကျိုးနဲ့အိုးရှစ်ပင်ကြားတဲကညောင်ခြေတော့အထိစည်ရဲခွင်ချဲနိုင်ရင်ညောင်ကျိုးကိုအပီးတက်ထိန်နိုင်သွားမှာဖြစ်တယ်လို့အိုးရှစ်ပင်မျိုးအထိဆက်စင်းနိုင်ရင်တော့စစ်တပ်ရဲ့ကပ္ပစစက်ယုံတွေကိုပါအေးအေးကဆက်ပြီးသိမ်းလို့ရသွားနိုင်တယ်လို့စည်ရဲကဲခတ်တွေကသုံးသပ်ထားပါတယ်။လမ်းပိုင်းကိုအပိုင်းလိုက်ထိန်းချုပ်တဲ့အခြေအနေရောက်သွားရင်မြေပြင်ကနေစစ်ကူနဲ့ရိတ်ခါထောက်ပို့ဖို့ကမဖြစ်နိုင်ဘူးလို့သူကထုတ်ပြောထားပါတယ်။ New Line ညောင်ကျိုးကကာကင်းစခန်းတွေကိုအေးအေးသိမ်းပိုက်ပြီးတဲ့နောက် ညောင်ကျိုးနဲ့ညောင်ချေတော့ကြာလမ်းပိုင်းမှာစစ်တပ်နဲ့အေအေတို့တိုက်ပွဲတွေ ပြင်းထန်နေစေလို့မြေပြင်အခြေအနေတည်သူတွေကပြောပါရယ် new line new line မက်လာဒုတိယအပတ်ထဲမှာပဲညောင်ကျိုးရွာအနီးကကကင်းစခန်းတွေကိုအေအေကတင်ပိုက်ထားပြီးလို့အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခါကပြောပါရယ် new line new line တောင်ကုတ်ပတောင်ရိုးမလန်းပိုင်းကစစ်တပ်စခန်းတွေကို2024နှစ်ကုန်ပိုင်းကတည်းကအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်2025မတ်လအထိ၄ရက်နီးပါးအတွင်းအဲ့ဒီရိုးမလန်းပိုင်းကတောင်ပုံကြီးစခန်းပကံကွဲစခန်းမိုးထီတောင်စခန်းနဲ့နတ်တောင်တာဝါစခန်းကုန်းတွေကိုအေအေကတင်ထားနိုင်ပါတယ် new line new line ပနောင်မြို့နယ်ကစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီကတော့မတ်လတတိယအပတ်အထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး new line new line ဒါပေမဲ့ညောင်ကျိုးရွာကိုအေအေကအပိသက်ထိန်းချုပ်နိုင်တဲ့သဘောတော့မဟုတ်သေးဘူးလို့စစ်ရေးသတင်းရင်းမြစ်က BBC ကိုပြောပါရယ် New Line New Line မန်းနစ်ဆက်တရက်အထိညောင်ကျိုးညောင်ခြေထောက်ကြားကအရက်ခေါ်ဆင်လန်လေးလန်ဆိုတဲ့ကုန်းတဝိုက်မှာနှစ်ဖက်တိုက်ပွဲဆက်တင်းထန်နေတယ်လို့မြေပြင်အခြေအနေသိသူတအူးကဆိုပါရယ် New Line New Line ိုက်ပွဲအတွင်းညောင်ခြေတောက်မှာရှိတဲ့စစ်တပ်ကနေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဆိုပြီးစစ်တပ်လေကြီးတွေနဲ့လည်းဘုံတွေကျဲချနေတယ်လို့သူကပြောထားပါတယ် new line new line တနေကုန်ပြစ်နေတာဒီနေ့ညနေပိုင်းထိပဲလို့သူကမတ်21ရက်ကပြောပါတယ် new line new line အေအေကလည်းကပ္ပစဆက်ယုံတွေရှိတဲ့ညောင်ခြေတောက်ရွာအထိ ကတ်လာနိုင်ဖို့အတွက်တောင်ကုတ်ပတောင်ယိုမလန်းပိုင်းတလျှောက်ကစစ်တပ်ကကင်းစခန်းတွေကိုစစ်ကြောင်းခွဲပြီးထိုးစစ်ဆင်နေတဲ့အခြေအနေလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် New Line New Line တစ်ချက်ခုတ်3-4ချက်လောက်ပြတ်အောင်လမ်းပိုင်းကနေရာတွေကိုခွဲတိုက်တယ်လို့သူကဆိုပါတယ် New Line New Line AA ဟာညောင်ကျိုးနဲ့အိုးရှစ်ပင်ကြားတဲ့ကညောင်ခြေတော့အထိစစ်ရေးခွင်ချက်နိုင်ရင်ညောင်ကျိုးကိုအပိတက်ထိန်းနိုင်သွားမှာဖြစ်တယ်လို့ ်ဥရှိပင်မျိုးအထိဆက်စင်းနိုင်ရင်တော့စစ်တပ်ရဲ့ကပ္ပစစက်ယုံတွေကိုပါအေအေကဆက်ပြီးသိမ်းလို့ရသွားနိုင်တယ်လို့စစ်ရေးကဲခတ်တွေကသုံးသပ်ထားပါတယ်